ာဝန်ထမ်းတွေဆိုလဲသဘောကသုံးပါသွားတဲ့သူရှိရဲဟိုရွှေတိုင်းတွေမှာသုံးပါသွားတဲ့သူရှိရဲအူဂျိုကလေးလေးတွေပါဟိုသုံးပါသွားတယ်လိုင်းပေါ်မှာတက်လာတဲ့ဆိုတဲ့အခါဆိုတော့ဟိုမြေကြီးလည်းအကြီးကြီးအခါခါကြားမိပါတယ်အဲတော့နောက်ပိုင်းကျတော့တိတ်မကြည့်တော့ဘူးပေါ့တော့ဟိုမခံစားနိုင်တော့လို့လက်တင်တာတိုင်းမှာဟိုသုံးပါသွားတဲ့သူတွေပေါ့နော်လူတန်းလေးတွေမြေကြီးတက်နိုင်တယ်တော့လူတန်းလေးတွေလောက်အများတန်းလေးတွေပြေးဝယ်ဆိုတဲ့အခါကျတော့သူတို့ရောက်ရှိတဲ့ဘဝကနေပြီးတော့သာဓု အဆုနေပါစေလို့ဆုတယ်အဲ့လိုပဲဆူတောင်းယုံရတယ်လို့ဘာမှပြောနိုင်စွမ်းအားလည်းမရှိတော့ပါဘူး။ငါကြုံတဲ့ခြေလေးမှာငါကြုံလို့လေးတော့အခွေးလေးယူလိုက်ပဲ။အမျက်စောတစ်ချက်ယူထားတဲ့အစလောက်လေးပူယူလိုက်မယ်ဆိုရင်အဲ့အပူပတ်စံလေးတကယ်စားကြည့်ပါ။တကယ်စားကြည့်။လက်ချိုးကြီးလိုရတယ်ငါနဲ့မခံဘူး။အဲ့ပတ်စံလေးကပြတ်ကုန်သွားမှာပါ။အဲ့တော့လူရဟိုကိုကိုယ်တိုင်မခံစားဘူးပဲတဲ့သူတို့ဘာမှမသိကြဘူးနော်။ ဟောလာဒီရီယာဒါဆရာတော်အရှင်ပြပါတာပေါ့နော်ဆရာဦးဇေဘလူရဲ့ဒါသူ့ရဲ့ဒါမွေးနေ့မင်္ဂလာပေါ့မွေးနေ့မင်္ဂလာပါဒါဟိုဆရာတော်အပါ90တော့မေဒီလာရှိအပါ90အနေရင်ဆိုင်ကဆရာတွေဟိုအရှင်90ကိုပေါ့နော်ဟိုလိုအပ်တဲ့ဟာတွေကိုပတ်ဖို့ပူပြီးဟိုဟာစူတတ်တဲ့ပွဲလေးပါလာပြည့်နေ့တိုင်းမှာအများနဲ့အလူတန်းကပြုလုပ်တယ်အလူတန်းကပြုလုပ်တဲ့ပွဲတိုင်းပွဲတိုင်းမှာလည်းဥက္ကလူအများနဲ့ပါပါဟုတ်ကဲ့အခုဒါကတော့ဟို အခုဆရာတော်နဲ့အခုပြန်ပြီးတော့ဆုံပြီးပြီးတော့ဒီအလီလေးလုတ်တဲ့ဥစ္စာကဒါနှစ်နှစ်ကျော်လောက်ရှိပြီပေါ့နော်ဆရာတော်နဲ့ပြန်ပြီးတော့ပြန်လဲဆုံပြီးရတယ်အဲ့ဒီလေဆရာတော်ရဲ့ဒါ Pride Sticker ကိုပဲဆိုတော့တွေ့ရတယ်အဓိကတော့လောလောဆယ်ပါတော့အကုန်လုံးကတော့ဟိုဒါနိုင်ငံတော်ကလည်းနိုင်ငံတော်ရဲ့အတိုင်းအတာလျောက်လိုအပ်တဲ့ဟာကိုသူကပတ်ပိုးတယ်အဲ့တော့ပြည်သူလူထုကလည်းပြီးပြီးတော့တအားသိပြီပေါ့နော် ဟို volunteer လုပ်နေတဲ့ခရီးတွေလည်းအများကြီးရှိကြပါတယ်။ဘယ်လိုပဲပြောပြောသူတပားပေါ်မှာအခက်အခဲဖြစ်နေတဲ့သူတို့တယောက်မိသားစုတွေပေါ်မှာကူညီပေးခြင်းနဲ့စိတ်ကဲ့ဆန္ဒလေးတစ်ခုကစကြည့်စပြိုးတာ။အဲဒီစိတ်ကလေးတစ်ခုကနေပြီးတော့စတဲ့အတွက်ကြောင့်အကုန်လုံးကလိုအပ်တဲ့ဟာတွေကိုအကုန်လုံးရရှိသွားမှာပါ။ဟုတ်ဟိုစေဝါတက်တဲ့တွေကလည်းစေဝါ စားတော့တတ်တယ်ပြောရဲစားတော့ဆေးဝါပေါ့။ရောရောရော။အဲ့လိုပြောပေါ့။လူသုံးပေါက်ပစ္စည်းတွေဆိုလည်းလူသုံးပေါက်ပစ္စည်းတွေပေါ့။အဲ့လိုမျိုးတွေအမျိုးမျိုးတွေအကုန်လုံးကတော့လူတန်းကြမှာဖြစ်တယ်။အတွက်ကြောင့်ဟိုအကုန်လုံးခက်ခဲဖြစ်နေတဲ့လူသားစုတွေတိုင်းလူသားစုတွေတိုင်းအကုန်လုံးအဆင်ပြေသွားကြတယ်ဖြစ်တယ်။ဖြစ်ပါရဲ့အခုလည်းလုံဒီခုဒီဗလေးဒီမှာဆိုလို့သုံးပါသွားတဲ့ရှိတယ်ပေါ့နော်။ဒါပါနေတော့ဒီပြည်ဆွေတွေကသုံးပါသွားတဲ့ရှိတယ်ရှိတယ်ဆိုတဲ့အတွက်ကြောင့်အခုလည်းဒီကဘီသာစုတဲ့အထက်တူထက်ပြဟို

ခံစားပါတယ်ဘယ်လိုပဲပြောပြောတော့ဟိုမိသားစုတွေတည်းထပ်ထူထပ်ပြခံစားရတယ်အခုတော့ဘောကဟိုဘာဝင်တန်းတွေဆိုလဲတော့ဘောကသိုးပါသွားတဲ့သူတွေရှိတယ်ဟိုရွှေတိုင်တွေမှာသိုးပါသွားတဲ့သူတွေရှိတယ်အခုဂျိုကလေးလေးတွေပါဟိုသိုးပါသွားတယ်လိုင်းပေါ်မှာတက်လာတယ်ဆိုတဲ့အခါကျတော့ဟိုမြေကြီးလည်းအကြီးကြီးခါခါကြားမိပါတယ်အဲနောက်ပိုင်းကျတော့တိတ်မကြည့်တော့ဘူးဘောတော့ဟိုမခံစားနိုင်တော့လို့သူတို့နေရာတို့တော်တော်လေးကိုလေးစီယူမာယူတော့ယူသွားလိုက်ပါတယ်ဒါပေမဲ့လည်းဟိုဗုဒ္ဓဘာသာနီးရဟိုတွေ့ရမယ်ဆိုဒီလိုအုံနဲ့ကျင်းနဲ့ ိုဆုံးပါမဲ့ကံတရားတွေသူတို့အတိတ်ကဘဝတွေကဘာတွေပြီးလို့ဆောင်ရွက်ခဲ့တယ်လဲဆိုတာကိုကြီးကမသိရဘူး။အဲ့အတွက်ကြောင့်တို့တွေဝကြွေးတွေရှိခဲ့ရလေဒီဘုရားကြေပါစေတော့ဒီဘုရားဒီမြတ်တဲ့သားတွေကြေပါစေတော့ပေါ့နော်အဲ့တော့ကြံခဲ့တဲ့သူတွေဒီသားစုတွေတွေကဘာလို့ရမလဲဆိုတော့လက်စင်လာလိုက်ပေါ့ဒီနေ့ဆိုအခုမှဗလီရဲ့ပဲရှိတယ်73ရဲ့ပဲရှိသေးတယ်28ရဲ့နေရဖြစ်တယ်ဆိုတော့တို့ရဲ့ရင်ထဲမှာဘောကတော့ကတော့ကဟိုတောက်လောင်နေကြတယ်ဆိုတော့ အခုချိန်ကြီးလည်းဂျိမ်းပါလည်းမဟုတ်ပါဘူးရေသောခါမှလည်းငိမ်းကြောင်ပါမဟုတ်ပါဘူးအဲ့ဒီပြည့်ကြောင်ဟိုလက်ကျင်တာတိုင်းမှာဟိုဆိုးပွားသွားတဲ့သူတွေပေါ့နော်လူတန်းလေးတွေမြူးတက်လိုက်တော့လူတန်းလေးတွေလုံးအများတန်းလေးတွေပြေးဝဲဆိုတဲ့အခါကျတော့သူတို့ရောက်ရှိတဲ့ဘဘွားတွေပြီးတော့သာဓုအဆုနေပါစေလို့ဆုတောင်းရအဲ့လိုပဲဆုတောင်းရုံပါလေလို့ဘာမှပြောနိုင်စွမ်းအားလည်းမရှိတော့ပါဘူးဒါကတော့အခုချိန်ပါပေါ့လို့သူ့နေရာမှာငါဆွေရောဆွေကိုကျင်းစာတရားပါလို့ဘလို့ကတော့ ိုဥမတော့မှာဒီလားဆောင်းနိုင်ကြတယ်အမျက်မယူလဲဘူးအမျက်လည်းယူကြပါဒါပေမဲ့ကိုကဟိုတပတ်ကူကဟိုပြောကြည့်တဲ့အထိပယ်ကဟိုဖြစ်တဲ့လူနာမျက်ဖြူဆိုင်တွေဆရာကြိုက်တွေဆိုတဲ့ပုံစံမျိုးပေါ့နော်ငါကြုံတဲ့အခြေလေးပါငါကြုံလို့လေးတော့ကအခုလေးယူလိုက်ပဲအမျက်စောတစ်ချက်ယူတာတဲ့အစလောက်တွေပူယူလိုက်မယ်ဆိုအဲ့အခုပတ်စံတွေတကယ်စားကြည့်ပါတကယ်စားကြည့်လက်ချိုးကြီးလူရတယ်ငါနဲ့မခံအဲ့ပတ်စံတွေကပြတ်ကုန်သွားမှာပါအဲ့တော့ ဘူးရာဟိုကိုကိုတိုင်းမခံစားဘူးပဲတဲ့သူတို့ဘာမှမသိကြဘူးပေါ့နော်အဲ့တော့ဥနယ်တွေပါလဲဒါလူကြီးရတဲ့စီးပွားရေးသမားတွေလည်းအဲ့လိုလေးပြောသလိုဟိုတချို့ကြတော့လည်းဟိုကုမလူလိုပါလူလိုနဲ့အဲ့လိုလိုက်ပြီးတော့ဟိုပစ္စည်းဥစ္စာတွေလိုက်လူတဲ့ဟာတွေရှိတယ်တကယ်ခံစားရတဲ့သူတွေကတော့ကတွေလောက်ဖြည့်နေတဲ့အခြေကြပါဖြည့်နေရတဲ့ကြတဲ့ဒါမျိုးတွေကတခါထက်ကြုံတယ်ဆိုတဲ့အခါကျတော့ဟိုတော်မီကြောင်တော်မီလောင်ဆိုတော်ကြောင်လည်းခမောက်ခတ်ဆိုလိုပေါ့နော် ဟိုတကယ်ကလင်းတဲမသိပဲလေဟိုတစ်တူလေးလိုက်ပြီးတော့အလူတွေလိုက်ပြီးတော့ဟိုခဲတဲ့သူတွေလည်းရှိတယ်လိုက်တောင်းတဲ့သူတွေလည်းရှိတယ်ပေးတဲ့သူကတော့တဘောကဘသူပဲဖြစ်ဖြစ်ပေးကျင်တဲ့စိတ်စာနာရှိလို့သတ်ပြီးတာအဲ့ပေးတဲ့အခါမှာဘာတခုတော့ရှိရဘာတခုလိုအပ်တယ်လဲဆိုဟိုစနစ်တကျလေးပူဒန်းစီကျင်တော့ဗောဟိုစနစ်တကျလူဒန်းနေဆိုတော့ကရက်ကွက်ပဲဖြစ်ဖြစ်မြို့တယ်ပဲဖြစ်ဖြစ်ဒီမြို့တယ်မှာဆိုဘောကအင်ဂျီဘလောက်ရှိတယ်အမြင့်ကြီးတွေကိုပြိုကျသွားတာပြိုပြက်သွားတာဘယ်လိုလုပ်ရှိတယ် အဲတကယ်အဲ့ပြိုပြတ်သွားတဲ့ဥဒ္ဒေသဘောကအဲ့အလုံး30ရှိတယ်အဲ့အလုံး30ဆင်းရုပ်ကောက်အဲ့အလုံး30မှာလည်းတကယ်ပြန်ပြီးတော့ဟိုတက်တဲ့နေဘက်ကပြူတဲ့ဥစ္စာသူအလူလက်ခံနိုင်ပလားဟိုတချို့ကကြတော့ဟိုပုစ္ဆာအရမ်းချတာတဲ့သူတွေလည်းရှိတယ်အဲ့တော့တကယ်လိုချင်တယ်ဆိုရင်သဘောကဆင်းလေးလက်ကောက်ပြီးကတိတ်တိတ်စီတိတ်စီလိုက်ပြီးတော့တိတ်တဲ့တိတ်စီလေးအဲ့လိုလိုက်ပြီးတော့ပေးနိုင်ပြီးဒါမှမဟုတ်အဲ့အိမ်စင်းကိုဆင်းရုပ်ဆုလိုက်အလဲကြတယ်ဗောနော်အဲ့လိုလေးပေးမှသာရည် လူတဲ့တဲ့ဥပါဖြောက်မှုလူစနစ်ရှိလို့ထဲအခုကဘုကာတိဘုံကဟိုဓမြတိုက်တယ်လို့ပဲအာအိုးတဲ့လူတဲ့လူတဲ့ဘယ်ထွက်ပြလို့ပြရမယ်မသိအဲတော့တချို့ကကျတော့တအိမ်တော့တအိမ်တအိမ်လေးရနေပြီးတော့ဟို9ရောက်လောက်လက်တက်စီးတဲ့သူလည်းရှိတယ်အတကယ်ဟိုပြုတ်ပြတ်သွားတဲ့မှာဘာပါပဲနဲ့ဟိုလိုက်ပြီးတော့အဲ့လိုမျိုးဟိုအလူခဲတဲ့လူတွေကလည်းတမျိုးတစားရှိကြတယ်မျိုးမျိုးပေါ့အဲ့လိုဆိုတဲ့အခါကျတော့ဟိုဒါတွေကလည်းဟိုဘာမှလည်းဟိုမပြောလို့တော့ပါဘူးဒါပေမဲ့ကိုယ့်ရဲ့ ဟိုကိုကျင်းစာတရားလေးကိုယ့်ရဲ့ဟိုအသိဉာဏ်လေးနဲ့ပေါ့လို့လူတွေကအရာရာကိုစေစားဆုံးပြတ်ဝေဖန်တုတ်တက်နိုင်ကြပြီပြီလို့ဆော်ပဲနိုင်ကြပါစေလို့သူကအဲ့ဒါပဲဆိုတာ။မဘာလူမျိုးတွေကကြတော့ဘယ်လိုလဲအလူတဲလည်းပတ်သက်လာဟိုရှိတာမရှိတာပါဆိုတာဟိုအပါထားပေါ့နော်။အကုန်လုံးလူလူချင်းတဲချင်းတဲ့စိတ်ဆိုတာအများနဲ့ရှိကြတယ်ပေါ့နော်။အဲ့လိုကြီးတွေကြတော့လူရဲ့လူဟာဟိုစေပကောက်ဖြစ်ရတာပေါ့လေ။ဟိုထိရောက်မှုမရှိပဲတဲ့အဲ့လိုတွေဆိုတော့ဟိုပျော်ပွဲစားကြီးထွက်တယ်လို့ဖြစ်နေတယ်ပေါ့။အာအိုးနဲ့ အကြီးကြီးမှလူတဲ့ခါကျအဲ့လောက်ကိုကားလောက်ကိုလိုက်ကြတာလေသူတို့လူတဲ့ခါကျစနစ်တကျလေးလူမဲယူတဲ့သူကလည်းစနစ်တကျလေးယူပဲဆိုရင်တော့ဝိုင်းဝန်းစူပါအောင်ပြီးတော့လူတန်းနဲ့လူရှည်လေးလည်းအဝေးရတယ်ကြည့်ရတဲ့ခါကျတော့သူတို့တွေလည်းဖြချမ်းသာမယ်လို့ထင်တယ်တော်ဘလူးပဲပြောအခုတော့ဘာလို့ကပက်ဆက်တွေဆိုလဲတော်ဘလူးအထုတ်လိုက်တွေရတယ်တိတ်ချောက်အောင်ကြော်လောက်ရတယ်အဲ့ဒါဒီကိုလည်းဒါသက်ဆိုင်ရာကိုပိုင်ရှင်တွေထဲကိုပြတ်တယ်ဆိုရင်လည်းသတိတွေလည်းတက်လာတယ် အဲသဘောတစ်ခုကဒီဟိုတက်ပြော်သားတွေဆိုလဲဒါတော့တို့ကမဟာမြတ်မှုကြီးခရီးကြီးမှာတို့ဟာပြီးလို့စားရွက်တဲ့ဗော်လန်တီးယားတွေပြီးလို့စားရွက်တဲ့ဝိုင်းဝန်းပြီးတော့သူကြီးစားရွက်တဲ့အခါမှာလဲပိတ်စာတွေဟိုရွှေဟိုပေါ့290ကျပ်သားကျော်ပစ္စည်းအမျိုးပေါင်း3000ကျော်လောက် ဒါကိုတက်ဆိုင်ရစာသလားကြီးအဖွဲ့အစည်းကိုပြည့်အပ်တယ်ဆိုတာကိုသိရတဲ့ခါကျတော့မူတည်တာပို့ပွားတာပေါ့။ဩော်ဒါကတော့ဒီလိုလူမျိုးတွေလည်းကောင်းတဲ့လူတွေလည်းရှိတယ်ပေါ့နော်။တချို့ကျတော့လည်းဟာဟိုပြုတ်ပြက်သွားတဲ့လူတွေကိုတိုက်ပြီးတော့ပစ္စည်းတွေအဲ့လိုညဘက်တွေမှာလူလာတွေပြူလာတွေဒါမျိုးတွေရှိရတော့ဖြစ်လို့ကောင်းဖြစ်ပါလား။အဲ့ဆိုတော့ပြုတ်ပြက်ခံစားသွားတဲ့လူတွေအားလုံးကိုဟိုအားလုံးအရာအလို့ပေါ့နော်။ဟိုဖြစ်ချင်းပြည့်ချင်းရဲ့သဘောတရားကိုကိုကဟိုတွေးတောပြီးတော့အရာလို့ကခိတ္တခဏလေးပါဆိုတာလေးကိုတွေးတောနိုင်ကြပါစေ။ ကျန်ရှိတဲ့ဘဝအတပိုင်းစားလေးတွေမှာလည်းဟိုသူ့နေရာမှာငါဆွေရောဆိုတော့ကိုကျေးဇူးတရားလေးနဲ့ဟိုလေးထိုင်ဆောက်ရွက်သွားလိုက်ကြပါသေးလို့ဆုတောင်းပါတယ်